မင်္ဂလာပါဗျာအလုံးကျမ်းပါပါသေးချမ်းသာပါသေးဘိုင်ရကိုမျက်နှာမြဘိုင်ကိုတန်ကြောင်းလို့အလုံးပျော်ရွှင်ပါသေးကြောင်းကိုဘိုင်ကြီးစုမုံကောင်းတောင်းပါလေအခုဒီဖိုင်လေးကတော့ဒါကျွန်တော်ဖွေးဖွေးအဖန်ခံလာမဖန်ခံလာဆိုတော့ကိုဟိုကျွန်တော်မေးတဲ့သူတွေများလို့နော်ဒါကျွန်တော်လည်းပြန်ပြီးရဖြည့်ရှင်းပေးရမယ်ဖြည့်ရှင်းပြီးပြပြတာဖြစ်တယ်ကဲဒါပေမဲ့ကျွန်တော်ကမသိခင်မှာဟိုဘက်အကျန်းဖက်ဒီအဖက်မှာရှိတဲ့မီဒီယာနှစ်ဦးပေါ့နော်တဦးကတော့လူများကြောင့်တဦးကတော့အဲငစီပေါ့ကိုစီပေါ့နော် အတူနဲ့ဘာပြောလဲဆိုတာကျွန်တော်နားထောင်ပြီးသွားလို့ချင်းရင်ကျွန်တော်ရဲ့သိရှိတဲ့အသည့်အကြောင်းအရာလေးတွေကိုကျွန်တော်ပြန်လဲ share သင်းမျှဝေပေးသွားမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်အတူတူနားထောင်ကြည့်မယ်မင်္ဂလာညဂျမ်းပါ November 6ရက်နေ့2025ခုနှစ်လူမြောက်ရဲ့ညာခင်းပိုင်းတင်ဆက်မှုဖွေးဖွေးကိုဖမ်းလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့နေအောင်ကြီးကမဲဆွယ်နေပြီဗျစန့်ခံရေးပါတီကပဲခူးတောင်ကူဖြူးမာတော့ ပဇင်းလေးတကောင်กินလိုက်နိုင်တယ်ဂျာရူကိုပရာလို့ခေါ်တဲ့တကောင်ပြတ်ကြတာသူအာကုတုံနဲ့တူဖို့တောင်းတမှာဝင်စီးပါတယ်စစ်တပ်ဒီစခန်းတွေဒီအကြောင်းတွေကျွန်တော်ဒီကနေ့တင်ဆက်မှာဖြစ်တယ်လို့ဟိုဘက် Allergy Review Channel မှာတော့ပယ်ဆောက်ချိန်တို့တတိုက်သူကမြန်မာနိုင်ငံသားမတ်ပုံတွေနေဖြစ်တယ်မြန်မာနိုင်ငံကတရုတ်ကိုခေါ်ပြီးတည်တံပေးတာမြန်မာအချုပ်ကြအာဏာကို တယောက်က fuck you လောက်တာမဟုတ်ဘူးလားဆိုတဲ့အကြောင်းစကားပြောမှာဖြစ်ပါတယ်အဲ့ဒါကြီး review ကိုလည်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီကနေ့တော့ဖူးဖွေးကစားကြရအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရုပ်ရှင်တရုပ်ဆောင်တွေအဆိုတော်တွေအကုန်လုံးကရွေးကောက်ပွဲအတွက်မဲဆွယ်ကားမဲဆွယ်ကဲရှိုက်ပြရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးမှဒီကနေ့ဖွေးဖွေးဟာမဲဆွယ်မဲ့ကားကို ဂွာရာဖြန့်ကားကိုမရိုက်ပေးနိုင်ဘူးလို့ညင်းဆိုတဲ့အတွက်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အတိအကျတော့ကျွန်တော်တို့အတိပြုလို့မရသေးပါဘူးစစ်တဟာဘာမဆိုလုံးမှာဖြစ်ပါတယ်အမှုပညာရှင်တွေဆိုတဲ့သူတွေကိုပြပထွက်ခွာခွင့်လုံးဝပိတ်ပလိုက်ပြီစစ်တနေကြန့်ခံရေးကိုထောက်ခံတဲ့အမှုပညာရှင်တွေကတော့ပေါ်ပေါ်ထင်ထင်ကိုအဆက်မဲ့စွာမဲဆွယ်နေပါတယ်ခင်ဗျားတို့ကျွန်တော်တို့ တစ်ချိန်လုံးကကြိုက်ခဲ့ရတယ်မင်းသားကြီးနေအောင်ကျန်ငါရေးအင်းကြီးကိုဝစ်ပြီးပြောနေတဲ့ဗီဒီယိုကလစ်အားလုံးသိပြီးကြပြီမလားကျွန်တော်တို့ကတော့ကျန်ခံရေးပါတီအတွက်မဲဆွယ်ရမှာပဲဘာလို့တင်းတင်းငတိမာရင်ပြီးရောဆိုတဲ့နေအောင်သူ့မျိုးဇက်များကျွန်တော်တို့ဥပက္ခပြုတ်လိုက်ပါတော့ဒီလိုပဲ တဇောင်းနိုင်ပွဲမှာနေပြီးတော့ဖြော်ပြီးပွဲမှာသွားဖြော်ပြီးတဲ့သူတွေအကုန်လုံးသာတပိတ်မှောက်ရရင်တိုင်းပြည်အတွက်တော့ရင်လေးပါတယ်ဗျာကဲအလောင်းနဲ့ပဲသူ့ဟာ break လိုက်ပါမယ်လိုအပ်တဲ့ဟာလေးပဲကျွန်တော်ကနားထောင်လိုက်တာဖြစ်တာပေါ့နော်ကဲနောက်တစ်ယောက်ငစီရဲ့ပြောတာကိုကျွန်တော်ပြန်ပြီးဆက်လက်နားထောင်မယ် ကဲတရုတ်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီသတင်းဌာနတွေကတက်လာပြီဘလို့မှမဖြစ်တဲ့အရာပြသူတို့တွေမရှက်ဘူးလားလို့ပဲမေးချင်တယ်ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူတယောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိမ့်တဲ့အသွေးခေါ်အတီးတရားမဲ့တဲ့အသွေးပဲဖြစ်လိမ့်မယ်နော်ဘလောက်ပဲကိုထောက်ကိုနဲ့ဆန့်ကျင်မဲ့အဖွဲကလူတယောက်ဖြစ်နေပါစေဒီလိုဥပဒေမဲ့လှုပ်တဲ့လှုပ်ရက်ဒီ ထောက်ခံနေတဲ့ဒူတွေကိုပါစော်ကားတယ်ဆိုတာကိုသူတို့တွေတီးဖို့လိုတယ်။နော်။တို့ရောင်ရွေးကောက်ပွဲကိုသူတို့ကတို့ရောင်ရွေးကောက်ပွဲကိုမပူပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖွေးဖွေးကိုဖမ်းလာတယ်။လက်ရှိလူတရာကျော်သွားပြီ။နော်နောက်ဆုံးဖေးပေါ်မှာအသေးလေးပေးတာတို့ဟာဟာလေးပေးတာဒီဖေးပေါ်မှာပေးတဲ့ဟာတော့မှလိုက်ဖမ်းတယ်ဆိုရင်ဒါတော့ကြောက်နေလားလို့ပဲမေးချင်တယ်။နော်။ကဲသူ့ကိုလည်းဒီလောက်နဲ့ပဲကျွန်တော်တို့ အာရက်ပြီးတော့ကျွန်တော်ပြောခြင်းပြောမဲ့စကားလေးတွေကိုကျွန်တော်နည်းနည်းပတ်ပတ်ပြောခြင်းပါတယ်เนาะအဓိကကတော့အအနုပညာသမားတွေပေါ့အနုပညာသမားတွေ LED လက်ထက်ကတော့ကြာတော့လည်းပဲအနုပညာသမားတွေတော်တော်များများ LED လက်ထက်မှာထွက်ကြတယ် LED လက်ထက်မှာထွက်ကြတယ်ဆိုတော့ဆန္ဒပြကြတာစေုပ်ချုပ်ရေးကိုအဲမကြိုက်ကြအောင်လက်မခံကြဘူးပေါ့နော်လက်မခံကြဘူးစေုပ်ချုပ်ရေးမကြိုက်ကြအောင်လက်မခံကြဘူးဒါဆန္ဒပြတယ်ဆန္ဒပြကြတယ်ဟုတ်တယ်ဒါမဲ့ဆန္ဒပြတဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့အကြမ်းဖက်တွေဖြစ်လာတဲ့အကြမ်းဖက်လုပ်မဲ့အနုပညာရှင်တွေကွဲထွက်သွားကြပြီ နော်အကြံဘက်လုံးဝနေမဲ့ထောင်းလို့ပေါ့ဆိုလက်နဲ့ကင်လာကြပြီအဲဒါကူပေါင်းတို့မင်းမော်ကုန်းတို့အဲဒါတွေနောက်ခါကြတော့ဟိုဘက်အဲလင်းလင်းတို့ချစ်သူဝေတို့နောက်ခါကဲအဆိုတော့ဟိုတယောက်ထားလိုက်ပါတော့ကျွန်တော်လည်းနာမည်လေးအပြည့်စုံတော့ရွတ်မနေတော့ပါဘူးနော်အဲ့တော့သူကလည်းသူထောင်းဖို့လုံးမဲ့သူတွေလောက်ကြတယ်နောက်ဟာငါးကောင်အဖွဲ့ဆိုလည်းပဲဒါသူကသူစိန်သီးတို့ဟလားဟာငါးကောင်တို့သူတို့ဆိုရင်လည်းပဲ အဲဒါသူတို့ရဲ့အမှုပညာနဲ့ပြန်လည်ဆိုင်ကျင်ကြတဲ့နိုင်ငံခြားရေးမှနေပြီးနိုင်ငံတကာတွေထွက်ပြီးတော့ဒါမကျင်တတ်တာတွေမကျင်တတ်တဲ့သူကအုပ်စုလိုက်꿰ပြီးတော့ထွက်သွားကြပြီဟုတ်ပြီဒီနိုင်ငံထဲမှာကျင်နေတဲ့အမှုပညာသမားတွေကတချို့က LD အားပေးတာရှိတယ်မှန်တယ် LD အားပေးတာသူတို့စက်တင်လူအားပေးလို့ရတယ်အဲတချို့တက်မလောင်အားပေးတာရှိတယ်ဒါတိတာပါလေတက်မလောင်အားပေးတဲ့အမှုပညာရှင်တွေရှိတယ်အဲ LD အားပေးတဲ့အမှုပညာရှင်ကိုယ်နဲ့မတူတာတော့ရတယ်ကျွန်တော်တို့ရန်သူလည်းမဟုတ်ပါဘူးเนาะ အဲ့တော့ကြည့်ကြလူအားပေးလေဟုတ်ပြီ CDN လုပ်ဖို့နှိုးဆော်တယ်ဒီနုပညာရှင်တွေတိုင်းပြည်ဖြစ်တော်တဲ့ကြောင့်ဒီနုပညာရှင်တွေပါတယ် CDN လုပ်ဖို့နှိုးဆော်ဆိုမီဒီယာတစ်ခုကပြောတာရှိတယ်အဲမီဒီယာတစ်ခုဆိုမှကြော်မျိုးမင်းပြောတာပါအဲဒါကျွန်တော်ကြော်မျိုးမင်းရဲ့ file တွေ့လိုက်လို့ပြောတာပါဟုတ်လားအဓိကကတော့ဒီမီဒီယာတွေပဲဗျမီဒီယာတွေပဲအဲဘာဖြစ်လို့ဆိုတော့ပြည်သူဒုက္ခပြီးတာအဲ့မီဒီယာကောင်တွေပဲဒုက္ခပြီးတာဟုတ်လား MC ဆိုလို့ရှင်လို့ရှင် MC ဆိုလို့ရှင်ဒီအနုပညာရှင်တွေဒီနှိုးဆော်တဲ့ဟာတွေ အစီအရာလုပ်ဖို့နိုးစောတာဒီအေးစမ်းချက်စေဟိုနေအစိုးရစမ်းချက်မယ်ဆိုတဲ့ဟာတွေကိုလောက်တာအဲ MC တို့မီဒီယာကွင်းတို့ပေါ်ပူလာတို့အဲ့ဂျန်နယ်တွေအဲ့အင်း channel တွေကနေပြောသူတို့တွေကပဲထုတ်လွှင့်တာသူတို့တွေထုတ်လို့တနိုင်ငံလုံးထုတ်လွှင့်မှာတကမ္ဘာလုံးထုတ်မှာအကြဘက်ကိုသူတို့အားပေးတာအဲ့ဒီလူတွေကတော့လုံးဝလွတ်နေတယ်အဲ့ဒီမီဒီယာတမားတွေရဲ့ပေးတဲ့ဒုက္ခတွေကတနိုင်ငံလုံးခံစားရတာတနိုင်ငံလုံးခံစားရတာဒီဥပမာ ပြည်သူတို့လူမင်းတို့ပြည်သူတို့လူမင်းတို့အဲဒါဆန္ဒထပြတယ်ဆန္ဒပြတယ်စီရီယန်နိုးစော်တယ်အဲပြည်သူတို့လူမင်းတို့အိနာကျော်စင်တို့ပြတယ်အဲ့ဒါဘယ်သူကထပြလိုက်တာအဲ့ဒီ MC တို့မီဒီယာကွင်းတို့အဲ့လိုမီဒီယာတွေကထပြပြီးတနိုင်ငံလုံးကိုလုံးစော်ပြတာအဲ့လုံးစော်တဲ့သူတွေကြတော့လုံးဝဥဒေချောင်းရလွတ်နေတာကိုကျွန်တော်တို့နေနဲ့အံ့ဩစွာနဲ့တွေ့ရှိရဒါအကြမ်းဖက်ကိုအားပေးပြီးလုံးစော်တဲ့မီဒီယာတွေဒါဖြစ်တယ်เนาะမီဒီယာတွေဖြစ်တယ် ဒါပေါ်အရေးမယူတာကိုလည်းပဲကျွန်တော်အနေနဲ့လုံးဝအန်အောတယ်လို့ပဲကျွန်တော်နဲ့ပြောတယ်။ဟုတ်ပြီ။အဲဒူအနေနဲ့ကိုလူမင်းတို့ပြည်တီဦးတို့အိနာကျော်စင်တို့အဲသူတို့လုံးတယ်။အဲသူတို့လုံးတယ်အမပါပဲသူထောင်ပေးကြခိုင်းတယ်ထောင်ကြတယ်။ထောင်ကြတယ်သူတို့ရဲ့အနေထားရကြီးလိုက်အောင်သူတို့ခံကြရသူတို့တို့ကကျွန်တော်တို့ကတော့အဲဒါမနဲ့မနဲ့မဆုံးဖြတ်ဘူး။အဲ့သူတို့လည်းတိုက်တာအင်းနဲ့အဆောင်အုံနဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေဘာကြောင့်နေဘူးကြက်တဲ့တွေထွက်ပြန်သူတို့ကခံကြက်ပေါ့ ဓာတ်သုံးကန့်ကြောင့်မားတယ်မှန်တယ်ကျွန်တော်သုံးသပ်ပြီးပြောနေအောင်နော်သူတို့မားတယ်လို့နိုင်ငံတော်ကတတ်မှတ်လိုက်တဲ့အတွက်မားတဲ့တိုင်းဆိုထောင်ထဲထဲထောင်ထဲမှာသွားနေရတာပဲဟုတ်လားပြောနိုင်ငံတော်ကပြန်ပြီးတော့တန်းညာဆောင်လုပ်ပေးလိုက်တဲ့အတွက်ပြန်ပြီးတော့သူတို့အပြင်မှာပြန်ပြီးတော့အေးစစ်နေတယ်။ဟုတ်ပြီသူတို့ယနေ့ချိန်မှာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့သူတွေလားတိုင်းပြည်ဖျက်ဆီးနေတဲ့ထောင်နဲ့ထဲရမှာပဲလေ။ဟုတ်တယ်မှာတိုင်းပြည်မှာဖျက်ဆီးထဲရမှာမလို့ဘူး။အဲဟုတ်ပြီရွေးကောက်ဝယ်ကျွန်တော်ဒီဘက်ကကြတော့ဒါပြင်ညာပေးတယ်လို့ခေါ်တယ်။သူတို့ဘက်ကကြတော့ဒါရွေးကောက်ဝယ်ဝါဒပြန်မော့အကြမ်းဖက်ဘက်က ကျွန်တော်ဒီဘက်ကကြတော့တမန်ဘက်ကကြတော့ရုပ်ကွယ်နိုင်ငံအတွက်လုပ်ပေးတာဖြစ်တဲ့အတွက်နိုင်ငံဒီမိုကရေစီလမ်းကြောင်းဒီမိုကရေစီအသက်ရှင်သန်ဖို့အတွက်လုပ်ပေးတာဖြစ်တဲ့အတွက်ဒါပညာပေးဖို့အတွက်ပြောတယ်ပညာပေးတဲ့နေရာမှာကိုနဲ့မပါတဲ့အမှုပညာရှင်တွေကိုတော့ကျွန်တော်ဥပိ္ပခာတရားထားရနိုင်မယ်တာသင့်တယ်တိုင်းမျိုးဒီရွေးကောက်ဘက်ကိုဖြတ်စည်းမဲ့ဥမာပေါ့အသေးသေးတာပဲဖြစ်ဖြစ်အဲဒါအသေးသေးတာတို့ဒီဟိုနေပေါ့လက်မတောင်တာတို့ဒါတွေကတော့ အဲမပြောချင်ပါဘူးဒါတည်းကတော့ကျွန်တော်ပြောဒီ comment နိုင်ငံကိုဖြတ်စည်းမဲ့ comment ရေးတာလို့ဘာလို့ညာလို့ဆိုရင်တော့ဒါအကြမ်းဖက်ဥပဒေပဲဖြစ်ဖြစ်ရေကောက်ဝဲနှောင်းရှဲတော့အကြမ်းဖက်ဥပဒေပဲဒါအရင်ယူလာလို့ပါကြတာတော့လုံးသိမ့်ပါတယ်နော်အခုဒါဖွေးဖွေးတို့မပါဘူးဟုတ်ပြီမပါတာကိုအဲပြည်သူကအများစုတစုလုံးကတိုင်းပြည်ဖြတ်သွားကြတော့ဒင်းတို့အမှုပညာရှင်တွေအကုန်လုံးပါလာပြီးတော့ဒီတိုင်းပြည်ကိုပြန်ပြီးတော့ကောင်းအောင်လုပ်ပေးဖို့ကြတော့ဒင်းတို့အမှုပညာရှင်တွေမပါကြဘူးဆိုပြီးတော့အဲတစ်ဖက်အဖွဲ့ တစ်ဖွဲ့အဲ့ဒီဖွဲ့တစ်ဖွဲ့တဂရုရှိတယ်။နော်အဲ့ဒီဖွဲ့ကတဂရုရှိတယ်။နောက်တဂရုကဘာရှိလဲဆိုတော့ဒီအနုပညာရှင်တွေကတပ်မတော်လက်တွဲပြီးတော့အာတိုင်းပြည်တက်တွဲပြီးရိုက်ပြမယ်လဲဆိုလဲဆိုတော့ဘိုင်ကောလုံးမဲ့ဟာတစ်ဖွဲ့တသက်ရှိတယ်။အဲဘိုင်ကောလုံးမဲ့အဖွဲ့တသက်ရှိတယ်။အဲဘိုင်ကောလုံးပြီးတော့မကြည့်ရဘူးဆိုရင်အဖွဲ့တစ်ဖွဲ့ရှိတယ်။အဲ့မှာနှစ်ဖွဲ့တစ်ဖွဲ့က ပထမနောက်တစ်ဘက်တော့နောက်တတိယဘက်ကဆုံးရှုံးတဲ့ဘက်သူတို့ကုမ္ပဏီထောင်ပေးတဲ့ဘက်ကုမ္ပဏီကဒီရုပ်ရှင်ကရဖွေးဖွေးရုပ်ရှင်ကတင်လိုက်ပြီးဘိုင်းကောလုံးလိုက်လို့ကြပဆိုင်တပြားမှမရတော့မရတော့တဲ့ခါကျသိန်းလေးကားလောက်သိန်းသောင်းလောက်ဆုံးရှုံးသွားပြီဆုံးရှုံးသွားတဲ့ကနောက်တစ်ခါအဲ့ဒီဖွေးဖွေးရုပ်ရှင်ကတည်းကပါနေတဲ့ support နဲ့အကုန်လုံးကအဲနောက်တစ်ခါကျလို့ရှင်ကားရိုက်နေမရှိတော့ခါကျငတ်ပြတ်ပြီးဘဝပြတ်ပြီးလမ်းပေးရောက်ကြတယ်အဲ့တော့ကုမ္ပဏီကလည်းဒီမင်းသမီးနဲ့ရိုက်ရင်ဆုံးရှုံးသွားမှာဖြစ်တဲ့အတွက်မရိုက်တော့ဘူး ဟုတ်ပြီမင်းသမီးကလည်းလက်ချိုးရည်လို့ရတယ်မင်းသားလည်းလက်ချိုးရည်လို့ရဥပမာအဲ့ဒီအကြောင်းကိုထပ်ပြောမယ်ဆိုလို့ရှိရင်တကယ်ဟိုနေဝင်းကနေဝင်းကကိုကြည့်လိုက်နေဝင်းကမြန်မာနိုင်ငံမှာဗျောဒဏ်ပြသွားတယ်ရှုံးလိုက်တာဖြိုးဝေဆိုတော်တော်ခံအောင်ရှုံးတယ်။အော်ထိုင်းနိုင်ငံတွေမှာပြလိုက်လို့အရင်လေးရမှကျန်တဲ့ဘိုင်းကော့လည်းလို့ရောသူ့ဘာထပ်ရှုံးပြန်ရောရှုံးတော့ကုမ္ပဏီတရားအကုန်ဆုတ်ပြတ်တက်ပြီးရောအဲနောက်တစ်ခေါက်ကားရိုက်ဖို့တော့ပတ်စံမရှိဘူးဖြစ်မှာ။ကားတကားတကားလည်းတိတ်တောင်းတဲ့ချီရိုက်ရတာ၄၅တောင်တက်တောင်းတော့ရိုက်ရတာအဲ့လိုမျိုးရှိတယ်။အမမပါတော့ အာဒါမင်းမကောတဲ့ရိုက်ထားတဲ့ company ဆိုလို့ချင်းကျွန်တော်လည်းတည်တဲ့ company တကယ်လို့ဆိုလို့ချင်းအိမ်ဒီပါတွေရောင်းရက်ပြီးတော့မှတိုက်ဒီပါတွေရောင်းရက်ပြီးတော့မှရွှေတွေပါရောင်းရက်ပြီးရိုက်လိုက်တာပြီးတော့သူကနိုင်ငံတော်တော့အဲ့ကလည်းယုံတင်လို့မရဘူးသွားပြီးပြလို့ပြီးအဲ့တော့ဘဝပြက်ပြီးအာ2018လောက်က2018လောက်ကရိုက်တာဖြစ်မယ်သွားပြီးဘဝပြက်ပြီးဘာမှအဲ့ company ရုပ်တောင်အတန်ရုပ်တောင်မထွက်လာတော့ဟုတ်လားအဲ့လိုမျိုးရှိတဲ့အဲ့တော့သူဘိုင်းကောလုပ်လိုက်လို့ချင်းတော့ အဲဘာဖြစ်မလဲဆိုတော့ဒီအနုပညာသမားကဖွေးဖွေးရမရိုက်တဲ့ဘာမှမဖြစ်ဘူးလေသူစားလို့ရတယ်တောက်လို့ရတယ်အဲတွားသူအေးစေစေနှက်လို့ရတယ်ဟုတ်လားချမ်းသာတယ်ကြွယ်ဝတယ်ဒါပေမဲ့အဲသူကဒီလိုမျိုးဘိုက်ကောလောက်ခံနိုင်ရပြီဆိုတော့ကျုံနီတွေကိုငဲ့ညာမှာကုံနီအောက်မှာရှိတဲ့အဲဝန်ထမ်းတွေဟိုနေမှာလှုပ်ဆောင်ပေးနေတဲ့သူတွေကို support တွေကိုငဲ့ညာတာရှိတယ်ဒါတွေကတော့ဒါအနုပညာဘက်တမားတွေပဲတိမဲ့အတိုင်းဝတကြပေါ့နော်အဲ့တော့အဲ့အဖွဲ၃ဖွဲထဲမှာ အဲဘသူမှားတယ်မှန်တယ်တော့ကျွန်တော်မပြောပါဘူးကျွန်တော်တို့အနေနဲ့ပြောကြကိုတက်မှာပူပေါင်းခြင်းနဲ့အမှုပညာချင်းတွေဆိုလို့ချင်းအဲဂုံသိက္ခာကြာခံပြီးတော့မှအရှက်ကွာခံပြီးတော့မှဒီလိုမျိုးတွေလိုင်းနေပေါ်မှာနိုင်ငံတကာလည်းတအားပြန့်နှံ့နေတာကိုတွေ့ရတယ်အဲအတင်းအမှုပညာဒီအမှုပညာချင်းမှလာဗျာအာတမ်းတော့ဘုံမထောက်ခံဘူးနိုင်ငံတော်ဝန်ထောက်ခံလဲမှာအဲဒါအသေးသန်အာနာနဲ့ခေါ်တယ်လို့အဲဒါမျိုးတွေတပုတ်တွေတွင်ပြောတာတမ်းတော်ဂုံသိက္ခာကြာစင်းအောင်နိုင်ငံတော်အစိုးရဂုံသိက္ခာကြာစင်းအောင်ပြောတာတိုင်းရှိတယ် ဲ့တော့ကျော်မျိုးမင်းရဲ့ MB new သူ channel name တတင်းကကျော်မျိုးမင်းကတက်လောက်ကိုထောက်ခံတာလားတက်လောက်ကိုဂုံသိခါကြာစင်းစီနေတာလားဆိုတာကျွန်တော်အနေနဲ့စဉ်းစားကြံ့နေတယ်။နောက်ကျွန်တော်စဉ်းစားလို့မရဘူးဗျ။ဘာဖြစ်လို့ဆိုတော့တက်လောက်ဘက်ကိုဥမာပေါ့ပါတဲ့တက်လောက်ဘက်ကနေပေါ်မှာရက်တည်ပြီးပြမြင်းမြတ်တို့ရှိတယ်နော်အေဂျန့်မောင်တို့နေဝင်းတို့ဒါဒါတိုင်းရိုက်ခွေးနေတာရှိတယ်တီးသူ မပါတဲ့ဒီဖွေးဖွေးတို့ဘသူတို့သူနာမည်ဘောင်းဆောင်တွေရုပ်ပြီးတော့ဒါဒီရွေးကောက်ဘက်ကိုဝယ်မရိုက်ပေးဘူးဘာမလုပ်ပေးဘူးညာမလုပ်ပေးဘူးဆိုတဲ့ပုံစံမျိုးတွေသူပြောနေတာကိုကျွန်တော်တွေ့ရအဲဒါမလုပ်ပေးရကောင်းမလားဒါတွေကိုထောင်ထဲတဲ့တဲ့ပါကြတမ်းတော့ကနိုင်ငံတကာမှာပြောလာအောင်အာနာနဲ့ပြပြီးတော့မှအနုပညာသမားတွေကိုဘက်မှာပါတဲ့အနုပညာသမားတွေကိုအတေးအာနာနဲ့ပြပြီးတော့ဆွဲခေါ်ပြီးတော့မှဒီလိုလုပ်ပါလေဆိုပြီးတော့တပုတ်လွင်လွင်ပြောအောင်လို့ကိုသူတက်တက်ကြံစီလိုက်တာလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ် ်နော်အဲ့လိုကြံစီလိုက်တာဘာဖြစ်လို့လဲဆိုတော့တမ်းတော်မှာကဗျာအာတမ်းတော်ထောက်ခံတဲ့အမှုပညာရှင်တွေရှိတယ်တိုင်းပြည်တော်ရဲ့အဲထောက်ခံတဲ့အမှုပညာရှင်တွေရှိတယ်အမှုပညာရှင်တော်တော့အမျိုးမျိုးကိုယ်နေမှာပဲဒီကိုယ်နေမှာဆိုကိုယ်မထောက်ခံလဲဒါမဲ့ကိုယ်မဖြည့်ဆည်းဖို့လိုတယ်ရွေးကောက်ဝယ်မဖြည့်ဆည်းဖို့လိုတယ်ရွေးကောက်ဝယ်ဖြည့်ဆည်းရင်တော့ဥပဒေကြောင့်ရအရေးကြီးပါမယ်ကိုယ်ရွေးကောက်ဝယ်မနှောက်ရှက်ရင်အဲမကူညီနေဗျာမနှောက်ရှက်ရင်ရပြီအဲ့တော့ကိုယ်မကူညီတဲ့သူတွေကိုမကူညီရကောင်းမလားအာဆိုပြီးတော့အဲမဲတဲ့ခိုင်းတာကဒါကြောင်မျိုးမင်းရဲ့ အဲဗီဇဘာလဲတော့ကျွန်တော်မသိဘူးဗျာနော်တကယ်ပဲတောင်းတော်ကိုချစ်တာလားဒါမှမဟုတ်တောင်းတော်ကတကယ်ပဲရက်ပြလားတောင်းတော်ဂုံသိကရက်တီတလူလူနဲ့ဂုံသိကကြာစင်းအောင်ပြောတာလားကျွန်တော်စဉ်းစားလို့မရတောင်းတော်ကပဲဖုန်းမဲ့ဆက်ပြီးတော့ဖွေးဖွေးပဲရောင်းနေလဲဗာပြန်ကြပါခေါ်လို့ရတာမရတာပဲတကဘာလုံးဘလူးမှမသိတနိုင်ငံလုံးဘလူးမှမသိကြောင်ကြောင်မဲ့ပါဇက်ကကျွန်မဖွေးဖွေးဖုန်းဆက်တယ်ဖွေးဖွေးဖုန်းမကယူအလင်းရောက်ဖုန်းဆက်တယ်အလင်းရောက်ဖွေးဖွေးဟိုမှမသာဒီကောင်ကမှအကုန်လုံးသိတာအကုန်လုံးအချက်ခွဲပြတ်တာ ။တောင်းလောက်ကားတော့ဒီအနုပညာချင်းတို့အောက်ကြခံပြီးတော့မှအာဖုန်းဆက်ပြီးခေါ်တော့လောက်မလာပါဘူးဆိုတော့တောင်းဆုံးဂုံသိက္ခာကြဆင်းအောင်အဆက်ကွဲအောင်ပြောနေ။တိုင်းမျိုးဖြတ်စည်းတာအနုပညာဒီမီဒီယာသမားတွေပဲ။တောင်းဆုံးဂုံသိက္ခာကြဆင်းအောင်ပြောတာဒီမီဒီယာသမားတွေပဲ။အဲ့တော့ဒီမီဒီယာသမားတွေကိုဒီတိုင်းမဲ့လက်ပိုက်ကြည့်နေမှာလားနိုင်ငံတော်အစိုးရအနေနဲ့။နော် MC တို့ဒီကောင်တွေတို့အလားမီဒီယာကွင်းတို့ကိုဒလိုပဲလက်လက်ပိုက်ကြည့်နေမှာလား။အခုတောင်းလောက်ကခဲကျွန်တော်ပြောရရှင်းလေးပါ။တကယ်ဖုံးဆက်ပြီးတော့မှဖွဲ့ဖွဲ့မရှိအောင်ဗျာ။ ဖွဲ့ဖွဲ့ခေါ်လို့မရအောင်ဒီကောင်လေးကဘာပြောစရာလိုလဲဒီအဲ့ကျုံသိခါကြဆင်းအောင်အခုတနိုင်ငံလုံးကဒီကောင်လေးပြောတဲ့စကားဥမာကျောင်းပြောတဲ့စကားရှိတယ်ဒီကောင်လေးပြောတဲ့စကားရှိတယ်ကျော်မြောင်းမင်းတို့ပြောတဲ့စကားရှိတယ်အဲ့ဒါတွေကတနိုင်ငံလုံးကအကုန်လုံးကြည့်နေကြကြည့်နေကြတော့အခုပြောတဲ့ဆိုရင်ဘလောက်ချက်သိခါကြလဲအဆက်ကွဲတယ်အဲ့ဖွဲ့ဖွဲ့ဝယ်ဒီတမ်တော်ကပဲဒါမျိုးမရိုက်ပေးလို့ဆိုတော့ဘယ်သူကရိုးမြင့်သွားလဲတမ်တော်ကဘလောက်ရိုးကြသွားလဲအဲဖုံးကလေးအတင်းဆက်တာမှမလုတ်ဝေးဘူးဘာဘူးညာဘူးနဲ့ဆိုတော့လုံတယ်သူတို့ကဘာဖြစ်လဲညာဖြစ်လဲဆိုတော့ထပြောတော့ တန်းတော်ကခုံသိကတော့ကြံတန်းတော်ကဒီလောက်ကြီးဖြစ်နေပြီလားဒီကောင်မပြောတဲ့ပုံစံတိုင်းတကယ်ဖြစ်သွားပြီလားဟုတ်လားကျွန်တော်ပြောပြခြင်းနဲ့တန်းတော်ကိုဒီကောင်လည်းတကယ်အဲအစိုးရကိုတကယ်အပေါ်တင်နေတာလားထောက်ခံတာလားဒါမှမဟုတ်အောက်ကိုထိုးချတာလားဆိုတာစဉ်းစားကြံတယ်အဲ့တော့ကျောင်းကြီးကမှမလိုက်စဉ်းစားပေးကြည့်နော်တန်းတော်ကတက်လို့ရသည်ဖြစ်စေမရသည်ဖြစ်စေ အဖဖွေးအဲဒါလေးတော့ရှိတယ်ရိုက်လေးမှလာဖုန်းဆက်လို့မရအောင်မရအာသမီးမအောင်ဆိုအေးပြီးပါပြောအဲဒီကောင်ကအဲ့ဒါကိုဖုန်းကိုနေဖြစ်တယ်အဲဖွေးဖွေးကိုဖုန်းဆက်တော့ဖွေးဖွေးကဖုန်းမကိုင်ဘူးဒါဆောင်ကူးမဆိုင်တာတန်းတော့ဘာပြန်ကြပြဆိုဩတန်းတော့ဖွေးဖွေးကဒီမှာမသိပဲအဲဟိုအောက်ကြခံပြီးတော့ပဲအသေးစံလောက်ခိုင်းနေတယ်လို့ပါအာနာကြီးပြပြီးတော့ပဲအသေးစံလောက်ခိုင်းနေတယ်လို့ဆိုင်တန်းတော့ဂုံသိကကြောင်ချက်ချင်းလောက်ပြတာနော်အခုကအဲ့ဒီမီဒီယာတွေတောင်အခုပြောကုန်ပြီဟောင်းနင်းတို့ ဘာလဲဟိုကလူမြက်ကျော်တို့နောက်တစ်ခါငစီတို့ပြောကုန်ပြီအဲ့ဒါနိုင်ရခက်သိတော့အကုန်ပြောကုန်ပြီဒီကောင်ဖွားမှာအကုန်သိတာကျန်တဲ့ကဘလူမှမသိဘူးဒီကောင်လိုက်ဖွားပြီးတော့မှတိုင်းမျိုးကိုတကယ်ချစ်တာလားတိုင်းမျိုးကြောက်ထဲထိုးထဲတာလားတောင်းအောင်ကိုတကယ်ချစ်တာလားတောင်းတော်ကိုနင်းချလားဆိုတာကျွန်တော်ညီကိုမောင်လိုက်လဲစဉ်းစားကြည့်ကျွန်တော်ပြောတာမှားလားမှန်လားတောင်းတော်ကသူ့အတူကဖုံးဆက်ကုန်ဗျာတိုက်လို့ဆက်ရသည်ဖြစ်စေမရသည်ဖြစ်စေဒါကြည့်သူကိုချပြတာအကြောင်းမှမရှိတာဟုတ်တယ်မလား ချားကားလိုက်လို့မရောက်ဆိုဂုံသေးကကြာလေရမ်းလို့ရှိရင်ဘာပြောလဲတွားသူရတယ်ဆိုရိုက်ပါစေပေါ့ရတဲ့ကြံကြမှာဟာဖွေးတို့လည်းပါလာပြီအာဘသူလည်းပါလိုက်ဒါကွာရပါရပြောပေါ့အဲ့တော့တကယ်ချစ်တာလားနိုင်ငံတော်ဆိုးရအောင်ချစ်တာလားနိုင်ငံကိုချစ်တာလားအဲ့ဒါဒါကဒီမှာစဉ်းစားဖို့လိုတယ်ဒါဆိုလို့ရှိရင်နိုင်ငံတော်ခုံသိက္ခာကြဆင်းအောင်ဒီဟိုအနုမေဟိုနေဖွေးဖွေးကိုပဲအမဖုံးဆက်ခေါ်လို့မရတော့ဘူးပဲအာနာပြပြီးဖမ်းသွားတယ်ဖြစ်သွားလိုက်ဖုံးဆက်ခေါ်လို့မရလို့မခံလို့ပြဒါ တဖန်သူမှာပဲဆိုတာစစ်တပ်ကတောက်တော့ဖိုးဆက်ခေါ်လဲမရတော့အာနာပြာကြီးကနဲ့ဒါလိုမျိုးပုံစံတွေပေါ်လွင်အောင်လို့ဒီကောင်ဒါတက်ရှုံဝင်တယ်လို့တော့မှကျွန်တော်အနေနဲ့သုံးသပ်မိတယ်နော်အဲ့တော့ကြောင်းကြီးကိုပါမလေးစဉ်းစားဖို့လိုအပ်တယ်လို့ပဲပြောချင်ပါတယ်အားလုံးလိုတာပြည့်ပါစေဗျာ